အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေဥဒူးရီ channel ကနေပြန်လည်ပြီးတော့ကိုကိုမာရီအားလုံးကိုကြိုကြိုလိုက်ပါရခင်ဗျာမင်္ဂလာရှိသောနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေလို့ဥစွာပထမကျွန်တော်ကနေပြီးတော့စုမကောင်းတောင်းပေးလိုက်ပါရခင်ဗျာကဲတောင်းလန်တိုင်းဒီနေ့ဒီတနင်္ဂနွေနေ့ညဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဥမကျော်ဝေပရိဥမကျော်ဝေပတိဥမကျော်သာတို့၄လုံးအခွေ ီးခဲ့တဲ့အပတ်ကလိုပဲကျွန်တော်ဒီတစ်ပတ်လည်းကိုကိုမရအစင်ပြေအောင်လို့ကျွန်တော်ဒီဝေကြီးတပြားတစ်ချက်မှမယူမန်ပါကြီးတပြားတစ်ချက်မှမယူပဲနဲ့ကိုကိုမရကိုစေတနာမြတ်တာအပြည့်နဲ့စူးစမ်းပေးရတဲ့အမွေးကနန်းကောင်းလေးတွေကိုတင်ဆက်ပေးမှာမလို့ကိုကိုမရကကျွန်တော်ရဲ့ channel လေးကိုအခုမှတွေးတယ်မြင်တယ်ဆိုလို့ရှိရင် subscribe လေးလောပါပေးပါ subscribe လုပ်ပြီးသားကိုမရရလည်းဒီ video လေးကိုစာပြီးတော့ကြည့်ရှုနေပြီဆိုလို့ရှိရင် like and share လေးယူလေလုပ်လို့ရရင်တုပ်ပေးခဲ့ပါလို့ကျွန်တော်ကတောင်းဆိုအပ်ပါတယ်ခင်ဗျာကဲပြီးရတဲ့ဘက်ကအဲသတင်းနေကြတယ်ပူတွေလိုက်ကြတယ်ပူတွေတော်တော်လေးဟော်ဝါရဟော်ဝါရဟော်ဝါရပေါ့နော်ဘူးလိုက်ပြီးရှုံးနေသူတွေလည်းဒီဗီဒီယိုလေးကိုကြည့်ရတဲ့သူတွေထဲမှာပါကောင်းပါနိုင်ပါတယ်။အဲတော့ဒီကလေးဘက်ကရှုံးနေသူတွေပဲဖြစ်ဖြစ်မြန်နေသူတွေပဲဖြစ်ဖြစ်ဒီဘက်မှာ ီကဘက်ကရှုံးတွေ့ကိုပြန်ယူမဲ့ကုမာရီပဲဖြစ်ဖြစ်မြက်ပြီးသားကုမာရီကထပ်ပြီးတော့အပေါင်းတွေခပ်ပြခြင်းလိုပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးပါဒါမှလည်းကုမာရီကကျွန်တော်ပေးတဲ့မွေးတုံးမျိုးနဲ့စင်ပြေစင်ပြေကောင်းပြေဝနိုင်ပါတယ်ကျုံမြတ်တစ်ခုကောင်းကျုံမြတ်တစ်ခုမြက်ကောင်းမြက်ဝါပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ တာပြီးတော့ကျွန်တော်ပြောပါပြီဒီတစ်ပတ်အတွက်ဟူးမကျော်စာရုံးမွေးပတိလေးကိုအရင်စပြောပါမယ်ဒီတစ်ပတ်အတွက်ဟူးမကျော်စာရုံးမွေးပတိလေးရတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကပြီးခဲ့တဲ့အတိုင်းပဲ၄ပတိဖြစ်ပါတယ်၄ပတိပါဒီတစ်ပတ်အတွက်ဟူးမကျော်ဒီဟူးမကျော်ပတိဒီ၄ဖြစ်ပါတယ်ခင်ဗျပြီးခဲ့တဲ့တစ်ပတ်က၄ခုတပွားကောင်းတင်မွေးဖို့ပြောခဲ့တယ်၄ခုထွက်လာခဲ့တယ်အဲ့တော့ပြီးခဲ့တဲ့ဘက်က ြစ်စဉ်အတိုင်းပေါ့နော်ဒီတစ်ပတ်လည်းကျွန်တော်အကောင်းဆုံးတစ်ခွက်ပေါင်းတင်မွေးဖို့မွေးခွက်တစ်ခွက်ပေါင်းစိတ်နှစ်သက်သာရှိပါတယ်လေးပတ်ဒီကစားမယ်ဆိုလို့ရှိရင် လေးပတ်အပူပါလေးကိုထည့်ပြီးကစားပေးပါအဲ့မှလည်းပိုမလေးအပူထွက်လာလို့ရှိရင်လေးပူလေးနဲ့နှစ်ဆင့်ရမှာမို့လို့ဒါပဲမွေးမွေးကစားကစားအပူပါလေးပဲကစားပါကျွန်တော်ပေးမယ့်လေးလုံးခွင့်မှာလည်းအပူပါလေးပါထည့်ပြီးမွေးပေးပါခင်ဗျဒါဆိုလို့ရှိရင်နာရောပတိက၄ဖြစ်ပြီး ျွန်တော်ရဲ့တပွဲကောင်းမွေးတင်ကောကတော့၄ရှစ်ဖြစ်ပါတယ်ဒီတစ်ပတ်တော့တပွဲကောင်းကျွန်တော်အကြိုက်ဆုံးမွေးမွေးကနေတော့၄ရှစ်ဖြစ်ပါတယ်ကြိုက်သူမှသာကစားပါမွေးကနေတော့အကြိုက်သူမှသာကစားပါအကွက်တရာမှာတကွက်မို့လို့အဲကြိုက်သူမှသာကစားပြီပါဒီပတ်ဒီကစားတဲ့ဝမာရီက၄ရှစ်တပွဲကောင်းတင်ပြီးတော့ဝင်ချင်းမွေးပါဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်၄လုံးခွေလေးဆက်ပြီးတော့ပေးပါမယ်အဲကျွန်တော်တနင်္လာမှာဘောရုံနေ့ထိဟိုမှာကျွန်တော်၄လုံးခွေလေးရတော့ 1နှစ်6ပုံဖြစ်ပါတယ်1နှစ်6ပုံဖြစ်ပါတယ်ခင်ဗျာပြောပြပါမယ်ဒီတစ်ပတ်တော့လေးလုံးခွေအပူပါလေးရတော့1နှစ်6ပုံဖြစ်ပါတယ်ခင်ဗျာ1နှစ်6ပုံအပူပါလေးကိုပတိမလိုက်နိုင်တဲ့သူ break မလိုက်နိုင်တဲ့သူတွေက1နှစ်6ပုံအပူပါလေးကိုဝင်ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာတို့ပြတစ်ခုရလို့ရက်မယ်ဆိုတဲ့အကူမတွေအချိန်ကပေါ့ပြီးရက်မယ်ဆိုတဲ့အကူမတွေလောဘအများကြီးပါနဲ့အဲ့လိုအကူမတွေ1နှစ်6ပုံအပူပါလေးကိုလိုက်ပါ တနည်း၆ပုံပူပါမှာမဟုတ်ပါဘူးဘယ်ဟာပဲဖြစ်ဖြစ်ကျွန်တော်မိုးရဲ့၃မျိုးမှာတစ်မျိုးလည်းပဲလိုက်လိုက်နှမျိုးပဲလိုက်လိုက်ကျုံးမြတ်တစ်ခုရသွားပြီဆိုလို့ရှိလို့ရှင်အဲနားပါအဲကြံပေးတာပါကိုကိုမှာစေတနာနဲ့ကြံပေးတာပါလိုပဲဖြစ်ဖြစ်အပတ်တိုင်းအပေါင်းတစ်ခုတစ်ခုပြနေရဲ့ဆိုလို့ရှိရင်ပဲအစိုးရနော်ဟိုကဒါလောင်းကစားလုပ်နေတာဆိုတော့လောင်းကစားဆိုတာကလည်းကျွန်တော်မန်ယူရဲ့ဆန်လို့မရဘူးအတင်းဆိုပြီးတော့ တော်ဝင်လို့မရဘူးငါတင်းတော့ဟိုရတင်းဆိုင်ရတင်းရထိုက်တော့ရပြီးွားပြီဆိုလို့ရှိရင်နားပါဒါသမ္မသမှာအောင်မြင်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်ကဲဟုတ်ပြီထားပါတော့ဒါဟုတ်ပြီဇာရိုဘရိတ်ဇာရိုဘရိတ်သွားလိုက်အောင်ဇာရိုဘရိတ်နှလုံးကတော့6 break 5 break ဖြစ်ပါတယ်ဒီတစ်ပတ်အတွင်းဟိုမကျော်ဇာရိုဘရိတ်ကတော့6 break 5 break ဖြစ်ပါတယ်ခင်ဗျအဲကျွန်တော်ပတ်စင်တိုင်းပြောခဲ့သလိုပဲကျွန်တော်ပေးတဲ့ break တွေကပြတ်ခဲတယ်ပြောက်ခဲတယ်ဆိုတော့ အဲ break ကိုယုံကြည်တဲ့ပုံမှန်ရတဲ့ break ကိုလိုက်ဆော့ပါအဲတခုပြောပြရမယ်ဆိုလို့ရှိရင်ကျွန်တော် break ကိုပေးလာတာနှမရရကျွန်တော်ဒီငလင်းပေါ့နော်ငလင်းမှာကြီးရဲ့လောက်ခတ်သွားတဲ့ငလင်းဖြစ်ခဲ့တဲ့၃လပိုင်း28ရက်နေ့အဲ့ရနေပြီးတော့ကျွန်တော်စပြီးတော့ပေးခဲ့တာစပြီးတော့ပေးခဲ့တာပေးခဲ့တာမှာဒီနေ့ချိန်ထိကျွန်တော်ပေးတဲ့ break ကမပြောက်ခဲ့ဘူးပေါ့နော်ဒါကျွန်တော် ဒီကလေးဟာတချို့ဟာဒါလွဲခြင်းလွဲသွားခဲ့မယ်ဦးမဦးကျော်ကျော်သွားခဲ့မယ်ဆိုပေမဲ့ break ကတော့မှန်မြဲတိုင်းမှန်နေတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကဒီ၃မျိုးမှာဘယ်ရဘယ်အောင်လိုက်ဆော့လို့ဆော့အောင်မှမသိဘူးဆိုလို့ရှိရင် break ကိုတိရထားပြီးလိုက်ဆော့ပါလို့ကျွန်တော်ကကြံပေးချင်ပါတယ်ဒါကိုမရဲ့သဘောပါကျွန်တော်ကစဉ်းစားမြတ်တာနဲ့ပေးတာဖြစ်တဲ့အတွက်အမှားမှန်လက်ခံနိုင်တဲ့ကိုမတွေကယူသုံးပါယူဆော့ပါမွေးဆော့ပါအကျုံးနဲ့တစ်ခုရအောင်ရက်ပါ ဲဒါတော့တော်ညာလေးဝင်တာပေါ့နော်ကျွန်တော်ဒီ၃မျိုးမှာဆိုလို့ရှိရင်ကျွန်တော် brain ကိုပိုအားကားတယ်အဲကျွန်တော် brain break ဒီနှစ်လလောက်ထိမပြတ်သေးဘူးဆိုတဲ့အကြောင်းဒါကကြာဖြတ်ဝင်ရပြီးတော့ပြောကြတာဖြစ်ပါတယ်ဒါကလည်းဒီ၃မျိုးမှာဘယ်ရောက်လိုက်ပြီးတော့ကစားမှမသိတဲ့အကိုမတွေပါတယ်ဆိုလို့ရှိရင်ဒါပြောပြတာဖြစ်ပါတယ်အဲ၄ဇာတို့ပတိ၄ပတိတဲ့ကောင်းပါတယ်ဒီဘက်ကဘုံမကျော်၄ပတိတဲ့ကောင်းပါတယ် brain မှမဟုတ်ပါဘူးဇာတို့၄လုံး ါတို့လေးလုံးမွေးခွေလဲကောင်းပါတယ်ဒါ break ကကျွန်တော်တို့အဲ brain နဲ့ပတ်သက်ပြီးတော့ brain နဲ့မှဆက်ပြီးတော့ပတ်သက်ပြီးပိုတိတဲ့ဂုံမရရ brain ကိုလိုက်ဆောက်ဖို့အတွက်ကျွန်တော်ပြောချင်တာပေါ့နော်ခဲ့ထားပါတော့တခိုင်းရှင်နေဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒါတို့မွေးရမဲ့သုံးခုကိုကျွန်တော်ပြန်ပြီးပြောပြပါမယ်သုံးလုံးလိုက်ဆော့ကြရမလို့နော်သုံးလုံးလိုက်ဆော့ကြရမလို့ကိုကျိုင်းနေတတ်တဲ့ຢာကိုပဲလိုက်ဆော့ကျုံမြတ်တစ်ခုကြောင်းရင်ရက်ဟုတ်ပြီနော်ကျွန်တော်ကတော့ နေ့တင်နေ့တိုင်းအဲဒီနေ့တင်းငုတ်နေ့နေ့အတွက်မွေးရမယ်ဟူးမကျော်ပေးပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တော့နေ့တိုင်းမထွက်သေးတဲ့အဲဟူးမကျော်မွေးလေးတော့ကျွန်တော်နေ့တိုင်းနေ့တိုင်းပြန်ပြီးတော့ remind လုပ်ပေးပါမယ်ကျွန်တော်ပြန်ပြီးတော့တတိပေးပေးပါမယ်မြင်ရသေးတဲ့ပုံမှန်နဲ့နောက်ဗီဒီယိုမှာမြင်ရသေးတဲ့ပုံမှန်ရှင်လည်းကျွန်တော်ပြန်ပြီးတော့သိအောင်လို့ကျွန်တော်တော့ပြန်ပြီးတော့တတိပေးပေးပါမယ်ခင်ဗျနေ့တိုင်းနေ့တိုင်းမှာဟုတ်ပြီဒါဆိုရှင်နေ့တိုင်းကလည်းကျွန်တော် အဲနေ့တိုင်းတနေ့ကနန်း6ပွဲ6ပွဲကီးရဲဝန်းကျင်ရဲကျွန်တော်တွဲတွဲပြီးတော့ကနန်း6ပွဲထုတ်ပေးပါမယ်အဲနေ့တိုင်းလည်းအမမလက်ခံရဲကိုမရလိုက်လံပြီးတော့ဆော့ပါအဲဘယ်နေ့တိုင်းမှာတော့နေ့တိုင်းတော့မမှန်နိုင်ပါဘူးဒါကြောင့်မလို့နေ့တိုင်းကိုလည်းကျွန်တော်ပြီးရင်ကီးရဲဝန်းကျင်ရဲပြီးပါတယ်အဲ့ဒီကမှအချိန်သူအချိန်နဲ့သက်တာကိုရွေးပြီးတော့လိုက်ဆော့လိုက်ရတယ်ကျွန်တော်ပြီးတဲ့ကနန်း6ပွဲကိုလိုက်ပြီးတော့ထိုးလိုက်ရတယ်ဒါကျွန်တော်ရဲ့ ဗီဒီယိုအခုမှစပြီးတော့တည်တဲ့ကိုမတွေကျွန်တော်အခုမှစပြီးမြင်တဲ့ကိုမတွေကိုကျွန်တော်ကြောင်းဒါပြောပြပေးတာဖြစ်ပါတယ်ခင်ဗျတနင်္ဂနွေနေ့တိုင်းမှာမွေးကနန်းနေပတ်စင်နောက်ထပ်မမချေးတဲ့မယူဖုံချေးတဲ့မယူနဲ့ကျွန်တော်နောက်ထပ်လည်းတင်ဆက်ပေးပါအောင်မယ်အဲဟုတ်ပြီမနေ့ပြန်တော့တင်းတင်းလာနေ့တနင်္ဂနွေအတွက်ကြီးလေးရင်စာပြောပါမယ်တနင်္ဂနွေနေ့တနင်္ဂနွေအတွက်ကြီးလေးရတော့9 3 3ကြီးဖြစ်ပါတယ်ခင်ဗျ နင်းလာတနေကုန်းစားအတွက်ကြီးလေးရတော့9တောင်3ကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်9တောင်3ကြီးလေးကိုဘာဝန်းကျင်လေးနဲ့ကစားမလဲဆိုလို့ရှိရင်ခွန်နဲ့ဝန်းကျင်လေးနဲ့ကစားပါမယ်9တောင်ညာဝန်းကျင်အာ9တောင်3ကြီးကိုခွန်နဲ့ဝန်းကျင်လေးနဲ့တွဲပြီးတော့ကျွန်တော်ကစားပါမယ်ဝန်းကျင်တဲ့နေ့တဲ့ဝန်းကျင်နဲ့မိတို့မှာရှိတဲ့ဝန်းကျင်တို့ကြီးတို့နဲ့ကစားပါဒီကြိုက်တယ်ဆိုလို့ရှိရင်လည်းမိတို့မှရှိတဲ့လုံးပိုင်းလုံးဝန်းကျင်လုံးနဲ့တွဲပြီးတော့ကစားပါဒါ ဟိုမှာတွေ exit live ပေါ့နော်ဒီ video ဆင်ပြေသလိုတုံးပါခင်ဟုတ်ပြီအတော့ညာ3 key ခုနှစ်1 j ဆိုတော့ကျွန်တော်ဒီကနန်းလေးပေါင်းဆက်လိုက်မယ်ဆိုရင်9ခု9နှစ်9ခု9နှစ်3ညာခု3ညာနှစ်3ခု3နှစ်ဟုတ်ပြီဒါနဲ့ကန့်လန့်ဖြစ်နေမယ်ပြောရတာအဲ့6ခုပြောပြလို့မယ်မနေ့ကတနင်္လာနေ့တနင်္လာကတော့ ဇာတ်မိုးတွေလမ်းဆောင်းနိုင်တဲ့ကိုမတွေကတိုက်နေတတ်တဲ့အကြိုက်တူတယ်ဆိုလို့ရှိရင်လိုက်ပြီးတော့ကစားလို့ရအောင်လို့ကနန်း၆ဝက်ထုတ်တာပဲပါလေဒီကနန်း၆ဝက်ကတော့ခွန်9 25ခွန်3ညခွန်9 25ခွန်3ည3ည2 3ခွန်3နှစ်မှန်လားကနန်းလည်းဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်ခွန်9 25ခွန်3ည tông nhát nè tông khổ tông nè ờ ừ, xa xì ra nè mà khả nè mẹ nó bèm 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 Ừ, OK. Đi đây sau vào điều kiện gì đó, chuẩn bị vào này các nhá. Con ngá, con đầu nhá, con đầu, nên ngá, nên đầu nhá, nên đầu. À, đã rồi <laughs> chuyện này nên mà rồi đó. OK. Nãy phải, từ nay con già tuổi, <laughs> cho nói <laughs> ấy. Khi mà lý à ngá đầu nhá, đầu nhí phải bị do vấn chế, mà lý à nó không nên vấn chế phải bài. Đã lý được cái gì cái đó mà sau đó chuyện. Con ngá, con đầu nhá, con đầu, nên ngá, nên đầu nhá, nên đầu. ဲအဲ့ဒါဆိုရှင်ရှင်းသွားပြီခင်ဗျာနေတိုင်းကနေတိုင်းနေတိုင်းကကစားဆိုနေတိုင်းကိုယ်ကိုလိုက်ကစားပါတိုက်သူမှာလည်းကစားပါမမလက္ခဏာမှာလည်းကစားပါဒါနေတိုင်းမွေးသုံးခုကတော့တိုက်နှစ်တိုက်ရာကိုလိုက်ပြီးတော့မွေးပါနှစ်ခုမွေးနိုင်နှစ်ခုမွေးပါဥက၄ဘက်တီးနဲ့ဒါလိုလေးလုံးခွေအဲဒါဆိုလို့ရှင်မွေးလို့အဆင်ပြေတယ်ဒါမို့ break break နှလုံးရဲ့အဲဒါလိုလေးလုံးခွေရဲ့အဲဒါဆိုလည်းအဆင်ပြေတယ်ဟိုကြတဲ့ရန်မများဘူးဒါဆို break ရောပတ်တီးရဲ့ဆိုလို့ရှင်ဒါခိုးကရန်များပြီးတော့ အဲပေါ့လို့ရှိရင်တော့မသိမကြံမဖြစ်မှာစိုးလို့ကိုကိုမလို့ဒါအကြံပေးတာပါသင်မျိုးလိုကားပါဒါဆိုရင်တပြုတ်ပေးပါမယ်စာရောပတ်တီဒီတစ်ပတ်ဟူးမကျော်စာရောပတ်တီဒီ၄ဖြစ်ပါတယ်၄ရှစ်ကတကွက်ကောင်းတင်မွေးကွက်ပါ၄ရှစ်ကတကွက်ကောင်းတင်မွေးကွက်ပါအဲလိုလေးလုံးကိုပြောရမယ်တင်းနှစ်6ခုဖြစ်ပါတယ်တင်းနှစ်6ခုအပူပါဖြစ်ပါတယ်တင်းနှစ်6ခုအပူပါဖြစ်ပါတယ်ခင်ဗျအဲလိုလေးလုံးကိုပြောပွားပြီဆိုလို့ရှိရင် break ပြောပြပါမယ် break ကတော့ 6 break 5 break ဖြစ်ပါတယ်ဒီတစ်ပတ်တော့ဟူမကျော် break နှလုံးကတော့6 break 5 break ဖြစ်ပါတယ်6 break နဲ့ပတ်သက်လို့ရှိရင်တင်9နဲ့ခွန်9ကတင်ကွက်ဖြစ်ပြီးတော့အဲ5 break နဲ့ပတ်သက်လို့ရှိရင်36နဲ့39ကတင်ကွက်ဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ကိုမိုင်အားလုံးပဲအဲဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးရတော့လည်းကျေးဇူးတင်ပါတယ်အကုန်လုံးဆင်မြေကြပါစေကျွန်တော်မြေသာစေတနာရေးအများကြီးထည့်ပြီးတော့စူးစမ်းပြီးတော့ရှာဖွေပေးကြတာမို့လို့ကိုမရေကအဲကျွန်တော်ရဲ့စေတနာကိုတမိုးထားရဆိုလို့ရှိရင် ဟိုမှာလေပေါက်တဲ့ခါကျတော့ရှင်လေကျွန်တော်ဗီဒီယို comment လေးထဲမှာအဲဘယ်လောက်ဘယ်လောက်ပေါက်ပါလဲဘယ်လောက်ပေါက်ပါလဲဆိုပြီးတော့ဟို PT လေးတရားတရားပြန်လည်းမျှဝေကြအောင်ဗျာကျွန်တော်လည်းကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ဆီကိုကျွန်တော်ကိုယ်တိုင်ခေါ်တယ်ကျွန်တော်ကိုယ်တိုင်လည်းသုံးဆမှာဖြစ်တဲ့အတွက်ကျွန်တော်လည်းပေါက်ပေါက်တယ်ဆိုပြီးတော့ပုံမှန်ရလို့လေအဲတန်လိုက်ပြီးတော့ဗီဒီယိုတင်လိုက်မှာမျှဝေပေးပါမယ်ခင်ဗျဟုတ်ပြီဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကျွန်တော်လည်းဆုံးတက်ပေးပြရစီ ကျွန်တော် channel လေးကို like and subscribe လုပ်ရတယ် like and subscribe လုပ်ရပြီးဘာပါကြောင့်လဲဆိုတော့ကျွန်တော်နောက်ထပ် video တင်တဲ့တင်တဲ့ခါတိုင်းမှာပုံမှန်ရေကျွန်တော်ဗီဒီယိုမြင်ရတွေ့ရအောင်လို့ပေါ်ကနန်းနေမလွဲဝအောင်လို့ဒါကြောင့်မလို့ subscribe လုပ်ရ subscribe တောင်းဆိုရခြင်းဖြစ်ပါရခင်ဗျ subscribe လေးလုပ်ရပြီးဘာလဲမှနေတရား channel ဝါပြီးတော့ကိုကြီးပြရတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျမင်္ဂလာရှိသောနေ့ရက်လေးများထပ်မထပ်မပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးနေတဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပေးရတယ်ခင်ဗျချစ်တော်ပုံပါအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျ